ခုနှစ်ကြာစူးစမ်းလာခဲ့သမျှပျက်စီးလူနေပါဖြစ်ခဲ့တဲ့ချန်ဆူဒုံ တချိန်ကတရုတ်ဖြိုပြေးလောကမှာရေပန်းအစားဆုံး 90s နောက်ပိုင်းတရုတ်ဆောင်တွေတည်းကတူအဖြစ်သတ်မှတ်ခံထားရတဲ့ချန်ဆူဒုံကရှောင်းချန်တို့လိုနာမည်ကြီးတွေနဲ့အတူတူရည်တည်ခဲ့ပါတယ်တရုတ်ဆောင်မှုအတွက်တစ်ခါတည်းရန်ဝေဖန်ခံရပေမဲ့လည်း ရုပ်ရှင်နဲ့ရုပ်မြင်သံကြားတို့မှာကြီးမားတဲ့ project တွေမှာပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ဒါပေမဲ့လည်းအသံမဝမ်းကြောင်းအလုံးမှာဇန်မာရေးပြဿနာတွေလုပ်ငန်းအရှုံးတော်ပုံတွေကြောင့်ခြေခွေးစရာကောင်းတဲ့အလေအပြောင်းတွေကိုခြုံတွေ့ခဲ့ရပါတယ်။အရေးအပြင်းထန်တဲ့ရင်မတော်တဆမှုဖြစ်ပွားပြီးတဲ့နောက်ကြီးကြီးမားမားခွဲစိတ်မှု၄ခုလုပ်ခဲ့ရတဲ့အပြင်ခြေထောက်အယိုးချိုးသွားခဲ့တာကကြောက်စရာဖြစ်ပျက်တစ်ခုပါပဲ။တစ်ချိန်ကငယ်ရွယ်နှုတ်ပြပြီးတော့မိန်းကလေးတိုင်းရဲ့အသေးနှလုံးအဖြစ်ချီးမွမ်းခံခဲ့ရဘူးတဲ့သူဟာ အခုဆိုရင်တော့ဂျမားရေးပြန်လဲကောင်းမွန်လာဖို့ရုံးပြန်လှူရှာခဲ့တဲ့အချိန်ကာလတွေကြောင့်ပြောင်းလဲခဲ့ပါတယ်။တစ်ချိန်က16နှစ်ကြာအသက်မဝမ်းကြောင်းတည်ဆောက်ခဲ့တဲ့အရာကပြောက်ွယ်လိုနေပါဖြစ်ခဲ့တဲ့အတွက်ဂျမားရေးအတွက်သာမကအနုပညာအမွေနဲ့အတွက်တရုပ်ဆောင်ပိုင်းကို ပြန်လာဖို့ကြိုးစားနေရလို့ဆိုပါတယ်။ဗီဒီယိုလေးအဆုံးနည်းလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးများရှိတင်ပါတယ်ရှင်။